အဲ့တော့ဦးဇင်းတို့၄ခုမြောက်သွားကြရအောင်၄ခုမြောက်ကဘာလဲဆိုတော့ဟောပฏิကူလမနတိကာရပပါတဲ့ခန္ဓာကိုယ်မှာဆက်စုပ်ယုံရှားပွေဒေတာရှိတယ်ဆိုတာကို အမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားတဲ့အပိုင်းလို့ဆိုရပါစို့ဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားကဟောပฏิကူလမနတိကာရပပမှာဘယ်လိုဟောလဲဆိုတော့တိမမေဝကာယဥဒ္ဒံပါဒတလအဒေါကိတမထကာ ဥဒ္ဓံပါရတလာဟောဒီခန္ဓာကိုယ်ကြီးကိုတဲ့ဥဒ္ဓံပါရတလာခေါင်းကစပြီးတော့ခြေတော့ထိတိုင်အောင်ပြောပုံကလေးကနော်အဒောကေတမတ္တကအောက်ကစပြီးတော့အပေါ်ခေါင်း7တိုင်အောင်တဲ့နော်ကြည်ရမယ်ကြည်ရမယ်နော်ဥဒ္ဓံပါရတလာအဒောကေတမတ္တကပြီးတော့ဗာဆက်ပြောရင်ဆိုအတုရှိနော်မစင်ကျဲတဲ့အရာတွေနဲ့ပူရန်ပြည်နေတဲ့နော်ဒီခန္ဓာကိုယ်ကြီးကိုကြည်ပါတဲ့ကြည့်တဲ့အခါကျတော့ဘာတွေတွေ့မလဲဆိုတော့ အတ္တိအိမတမိန်ကာယေဒါလေးကိုပေးတဲ့ပေါင်းသူတော်ကတို့တချို့ရလိမ့်မယ်နော်အတ္တိအိမတမိန်ကာယေကေတာလောမနာခာတန္တာတဇောဆိုတော့မလာဘူးလားလာတယ်အဲ့ဒီဘက်ကပါလေအတ္တိအိမတမိန်ကာယေအတ္တိရှိနေတဲ့အိမတမိန်ကာယေဟောဒီခန္ဓာကိုယ်ကြီးမှာဘာတွေရှိနေတယ်စံပင်မွေးညင်းခြေသေးလက်သေးသွားအရေအသားအကျော်အယိုးရိုးရင်းခြင်းသည်အညို့နှလုံးအသက်အမြေအဖြစ်အဆုတ် ဥမဥသိအစသည်အစာဟောင်းဥနောက်တီးကြီးတလိပ်ပြီသွေးချွေးအစီကဲမြဲ့ရီအစီကြီးတတွေးနှက်အစီကျင်ငယ်ဆိုပြီးတော့ဘယ်နှမျိုးလဲဗျာ32မျိုးအဲ့ဒီ32မျိုးကိုတစ်ခုစီတစ်ခုတည်ညံနဲ့ပိုင်းခြားပြီးတော့မြင်အောင်ကြည့်ရစိတ်ကူးနဲ့မြင်လို့မရဘူးလားရတယ်နော်တကယ်ကြီးမှန်ပါဗျာစိတ်ကူးနဲ့မြင်လို့မရဘူးလားရတယ်ဟိုအခုကစ်မှာအထောက်အကူပစ္စည်းတွေအင်မတန်ပေါ်ပါတယ် နော်အသိလေးကဘယ်လိုပုံစံလေးအစုတ်ကဘယ်လိုပုံစံဘာအလုပ်ကိုလုပ်တယ်နော်အဲ့ဒါတွေကိုမြင်အောင်ကြည့်နော်တရားရှာဘယ်မှာတွေ့လို့ဆိုလဲအေးဒီခန္ဓာကိုယ်ကြီးဟာတရားရခြင်းရဲ့နော်ကုံရန်ပစ္စည်းကြီးလို့ဆိုရပါစို့ဟုတ်ရဲ့လားဒါကိုကြည့်ပြီးတော့အမှန်သိပြီးတော့လူဟာမြင့်မြတ်တဲ့လူဖြစ်နိုင်ဟုတ်ရဲ့လားဒါကိုဒါကိုပဲမြတ်စွာဘုရားကသိခိုင်းတာပါပဲကြည့်ခိုင်းတာပါပဲအကျံမြင်ပြောတာနော်အေးအဲ့လိုကြည့်တော့တဲ့မြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဘယ်လိုပြောလဲဆိုတော့ တေယထာပိဘိက္ခဝေဥဘောမုခံပုတောတိနော်တေယထာပိဥပမာအားဖြင့်ねဥဘောမုခံပုတောတိတဲ့ဩအပေါင်းနှစ်ဖက်ပါတဲ့အိတ်ကြီးတစ်လုံးရှိတယ်ဆိုရပါစို့တဲ့အဲ့ဒီအိတ်ကြီးကိုတစ်ဖက်ကအပေါက်ကဆုရှိပြီးတော့အဲ့ဒီအိတ်ကြီးတဲကိုဘာထည့်ထားတုံးဆိုတော့ခြံနေသဘာတွေပယ်တွေပြောင်းနေနှမ်းနေအဲ့ဒါတွေအစုံထည့်ထားထည့်ထားပြီးတော့အပေါ်ကနေပြန်ပြီးတော့စီးထားလိုက်တယ်ပေါ့အဲ့တော့ဘာအိတ်ကြီးမှမသိဘူးဒီအိတ်ကြီးကဟုတ်လား အဲ့ဒါတမေနံအဲ့ဒီအိတ်ကြီးကိုစက္ကူမှာမျက်စိအမြင်ရှိတဲ့ပူရီသောယောက်ျားဟာတဲ့အဲ့ဒီအိတ်ကြီးရဲ့အဝတ်တဝါကိုဖြေးပလိုက်တယ်ဖြေးပြီးတော့ဘာတွေတုံးဆိုပြီးတော့တေတီချာချာကြည့်တယ်ကြည့်လိုက်တဲ့အခါကျတော့အော်ဒါကတော့ဆံပဲဒါကတော့သဘာပဲဒါကတော့ပြောင်းပဲဒါကတော့နှမ်းပဲဒါကတော့ပင်းပဲလို့အမှန်တိုင်မသိရဘူးလားသိရတယ်အဲ့ဒါလိုပဲဒကာသမားတို့ဦးဇင်းတို့တွေဟာလည်းပဲဒဇပရိယန္တံအရေးသူအရေးပါနဲ့အပေါ်ကအုပ်ပြီးတော့ထုတ်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမရှိဘူးလားရှိတယ် ဲ့ဒီခန္ဓာကိုယ်ကြီးကိုညံနဲ့ဖြေပြီးတော့နော်ဗာနဲ့ဖြေရမယ်ညံနဲ့ဖြေရမယ်ညံနဲ့ဖြေပြီးတော့အဲ့ဒါတစားစီတစ်ခုစီတစ်ပုံစီ32ပုံကိုကျွမ်းကျင်အောင်ကြည်ရမယ်အဲ့ဒါလို့ကြည်လို့ရှိရင်သူလည်းပဲပိသက်ပေါင်းသူတော်ကောင်းတို့ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူးတွေရနိုင်တယ်နော်ငါခန္ဓာကိုယ်သာဒီလိုမတင်တယ်တာမဟုတ်ဘူးဘယ်သူခန္ဓာကိုယ်မှမတင်တယ်ဟောမသိနိုင်ဘူးလားသိနိုင်တယ်သိနိုင်တယ်အကုန်လုံးဟာဟောဆက်ယုံတစ်ခုတည်းကထွက်တဲ့ပစ္စည်းတွေလိုပဲအတူတူပဲ ဟုတ်တယ်မို့လားမသိနိုင်ဘူးလားသိနိုင်တယ်ပြီးရင်သူလည်းပဲသမုဒိယဓမ္မနုပ္ပတိဝါဖြစ်ချင်းပြည့်ချင်းကိုသူလည်းသိနိုင်တာပဲနော်ဝေယဓမ္မနုပ္ပတိဝါနော်ဖြစ်ချင်းပြည့်ချင်းမသိနိုင်ဘူးလားသိနိုင်တယ်အဋ္ဌိကာယောတိဝါပဏ္ဍတတိပိစုပတိတာဟောတိဒီတတိကလေးကဩဓာတ်တွေပဲရှိတယ်ပုဂ္ဂိုလ်တ attva မရှိပါလားမတင့်တယ်တဲ့သဘောတွေပဲရှိတယ်လို့ तू မသိဘူးလားသိတယ်အဲ့ဒီအတိကတတိတဖန်တိုးပွားဖို့ငါဖြစ်တယ်အတိညာဏ်တိုးပွားဖို့အလို့ငါဖြစ်တယ် လောကကြီးကိုမဆွဲလန်းမဲ့အနေနဲ့တဏှာဒိဋ္ဌိတို့ဖြင့်မဖိပဲနဲ့မြင့်မြင့်မြတ်မြတ်နေနိုင်တဲ့အကြောင်းမဖြစ်ဘူးလားဖြစ်တယ်။ဟုတ်ရဲ့လား။သူလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့အလွန်တန်ဖိုးမကြည့်ဘူးလား။ကြည့်တယ်။နော်။ဟုတ်။တရားကလုတ်တက်ဖို့ရာကနီးတိလို့ရှိရင်အရင်ကြီးမခဲရင်ဘူးဗျာ။နော်လုတ်ဖြစ်ဖို့ရာပဲခဲရင်နေလား။ဟုတ်လားဒီကိစ္စမကြီးများ။ဒီစပင်ကိုကိုဘာဘာမှသာခဲရင်တဲ့ကိစ္စမဟုတ်ဘူး။တိတိကျကျစူးစမ်းပြီးတော့ညံနဲ့ဆင်းခြင်းရဲ့ ဒါဘာမှအတိတ်ဟိုဘာမှအနှစ်သာရမရှိဘူးဆိုတာမသိနိုင်ဘူးလားသိနိုင်ပါသိနိုင်တယ်သို့တော့အမတ်တမဲ့နေတော့မသိဘူးဒါကဘယ်ပုံအမျိုးမျိုးအကြောင်းမျိုးမျိုးချိုးပြီးတော့အမှုံအမျိုးမျိုးတင်နေတာတွေမရှိဘူးလားရှိတာပေါ့ဟုတ်ရဲ့လားလွယ်တယ်ဆိုပေမဲ့မကြိုးစားရင်တော့အကြီးအကျယ်ခက်နေမှာပဲနော်အေးဦးဇင်းတို့အဲ့ဒါပါလေပတိကူလာ မနတိကာရပပါတဲ့ဟုတ်လားအေးအဲ့ဒါဦးဇင်းတို့၄ခုမြောက်အပိုင်းပေါ့